ဂျပန်ကဒီအချက်ကြောင့်ကမ္ဘာနှင်းအထူထက်ဆုံးနိုင်ငံ ဖြစ်နေတယ်။ကမ္ဘာပေါ်မှာနှင်းအချက်ဆုံးနိုင်ငံဘယ်နိုင်ငံလဲလို့မေးလိုက်ရင်နော်ဝေး၊ဒိန်းမတ်၊ဂရင်းလန်၊ကနေဒါ၊စားရနိုင်ငံတွေကိုတွေးမိကြမှာပါ။ဒါပေမဲ့အဖြေမှန်ကတော့ဂျပန်နိုင်ငံဖြစ်ပါတယ်။နီဂါဒါနဲ့ရာမာဂါဒါတို့လိုဒေသတွေမှာတရာသီကို9မီတာကနေ10မီတာအမြင့်လောက်အထိနှင်းချတတ်ပါတယ်။ အာအိုမိုရီယိုမြို့ဟာလည်းကမ္ဘာနှင်းအထူးထက်ဆုံးမြို့အဖြစ်စံချိန်တင်ထားပြီးဆောင်းရာသီမှာပြင်းပြအားဖြင့်နှင်းထု9မီတာလောက်ရှိပါတယ်။တစ်ချိန်ကအီဘုဂီတောင်ပေါ်မှာငါးရက်တိုင်လောက်မြင့်တဲ့နှင်းကျဆင်းမှုကအမြင့်ဆုံးနှင်းထုအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဂျပန်မှာနှင်းနေအရန်ကျရတာကပထဝီဝင်အနေထားကြောင့်မှအေးများတဲ့ဆိုင်ဘီးရီးယားလေကပုံတွေနဲ့ဂျပန်ပင်လယ်ပြင်ကိုဖြတ်ပြီးရွှေလျားလာတဲ့အခါအဆိုတက်ကိုဆုပ်ယူလိုက်ပြီးတော့ဂျပန်နိုင်ငံရဲ့တောင်တန်းဒေသကိုရောက်တာနဲ့ စီးနင်းတူကြီးတွေအဖြစ်ကိုထွက်ပေါ်လာတာပါဒီတဘာဝကြောင့်ဂျပန်ကိုဆောင်းရာသီရဲ့အန်အောဖွယ်နေမြေအဖြစ်ကိုအတိမတ်ပြုထားကြတာလည်းဖြစ်ပါရဲ့ရှင်